မင်္ဂလာပါ reader joke channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်ဖတ်ပြမယ့်စာအုပ်ကလေးကတော့ဆရာနေဝင်းမြင့်ရဲ့လရွေးစဉ်ဝိထုတို့တွေကတပုတ်ဖြစ်တဲ့မြေခွေးဆိုတဲ့ဝိထုတို့ဖြစ်ပါတယ်ရှင်မြေခွေးကိုကြောက်စီဆိုတဲ့လူကိုတနေ့လုံးကတိကြတာတော့မဟုတ်ဘူးသူနေတဲ့တဲကလေးနဲ့တော်တော်လေးလှမ်းတဲ့တန်လျာလေးငါးလုံးကမတကာရှိလာရင်လူ60လောက်က လူတွေပဲတိတာပါ ကြောက်စီဆိုတဲ့နာမည်ကိုလည်းတချို့ကကြောက်စီတဲ့တချို့ကကြောက်စီတဲ့ကိုကြောက်စီကလည်းထူးလိုက်တာပါပဲသူဟာသူတော်ကြောက်စီလားကြောက်စီလားကြောက်ဆယ်လားသိတာမဟုတ်ဘူးသူ့ပုံကကြောက်ပွင့်လေးစီထားတဲ့ကြောက်စီတော့မဖြစ်နိုင်ဘူးဘုံကြီးเจ้าနေရအင်းကြီးမင်းကြီးတွေတိတ်ကြီးသွားလို့ကြောက်ဖြစ်သွားတဲ့အခါလှုပ်လေရှိတဲ့ကြောက်စီထိုးတဲ့ကြောက်တုံးကြီးတုံးနဲ့တူလို့ဖြစ်ချင်းဖြစ်ရင်ကြောက်စီဆိုတဲ့နာမည်နဲ့ကပူလိုက်တယ်ထားပါတော့ကြောက်စီပဲလူကမဲလိုက်တာသပိတ်ကိုသာကြည့်တော့ ကရုံးကလည်းအမဲရိတ်တော့ဥပြီးဟာဘယ်တော့မှစူပြောင်နေလေးရှိရဲ့ရုပ်ကလည်းဇက်ထဲကဘလူးကောင်းစုတ်ကိုတွေ့ဘူးတယ်မဟုတ်လားအဲ့လိုရုပ်မျိုးမျက်လုံးမျက်ခုံးတွေကအပေါ်ကိုထောင်တက်နေတော့အမဲနဲ့ရန်လူနေတဲ့မျက်နှာဘေးကထင်းကနေပေါ်နေတတ်တယ်ရင်ဘတ်မှာကမှင်ကြောင်ထိုးငကားတကောင်ရှိတယ်မဲနေတဲ့အသားပေါ်ကစိမ့်ဖန့်ဖန့်ဆေးမင်းရဲ့ငကားကြီးကွန်ဟင်းသာဗရာအနီရဲ့ဟာရုတ်တရက်ကြည့်ရင်မပေါ်ခြင်းမူဒါပေမဲ့ငကားကောင်ကတော့သူသေးချာချာကြည့်ရင်သိအနုစိတ်တဲ့ခေါင်းမျိုး မြမနဂါးလည်းမဟုတ်ဘူးအကွေးအတွန်နေနဲ့အမွှေးအမြင်တွေများတဲ့စိတ်တိုင်းကနဂါးယုံမျိုးအကြီးကွန်တွေကအထက်ထက်နဲ့နဂါးကိုယ်လုံးကသူ့ရင်ဘက်ကတဆင့်ညာဘက်လက်မောင်းကနေဆင်းသွားလိုက်တာညာဘက်လက်ခုံမမှာဆုံးတယ်ရင်ဘက်ကနဂါးကောင်းကအောက်ဖက်ကိုပါဇက်ဖြဲလှဲ့ထားတော့ဝမ်ပိုက်တစ်ခုလုံးနှီးပါဟာနဂါးကောင်းနဲ့ပြည့်နေလေရဲ့ကြောက်စီတို့ကတော့နက်ပြတွဲတောင်းတို့တော်ကျွမုန်းရှိတို့မဟုတ်ဘူးဗျအမြဲတမ်းနဂါးကောင်းအောက်ကိုလှဲ့တယ်လို့မူးလိုက်အမြဲပြောတတ်တယ် အမြဲပြောနိုင်မှုကိုလည်းအမြဲမူးနေဖို့လိုတယ်လို့လည်းတွက်ထားဟန်တူပါရဲ့အရက်နဲ့မျက်နှာသစ်အရက်နဲ့ပလုတ်ချင်းအရက်နဲ့ပဲထမင်းစားအရက်နဲ့ပဲခြေစည်းတယ်ဆိုရဲလို့လောလောဆယ်တော့သူဟာလူသူနဲ့ဝေးဝေးတောအုပ်ညွညွကြီးတွေကတဲလေးတစ်လုံးမှနေတယ်သူပဝင်းချင်းမှာအင်မတန်နှက်ဆိုင်နဲ့ကျင်းကြီးချိုင်ကြီးတွေရှိတယ်အတော်တန်ကြီးတဲ့တစ်ပင်ကြီးတွေရှိတယ်တောင်ကုန်းမြင့်မြင့်ကြီးတွေရှိတယ်ပြီးတော့သူတောင်ဝင်ယူဆောင်ရှောက်ရတဲ့မြေကောတဲ့ရန်ရယာကြီးတစ်လုံးလည်းရှိတယ် အဲ့ဒီရန်နရာကြီးဟာအဲ့ဒီပဝင်းကျင်မှာတောတွေတောင်တွေတောင်ကုန်းတွေကိုဖြိုးတဲ့ရန်နရာကြီးပဲကျင်းနေခြိုက်နေဟာအဲ့ဒီရန်နရာကြီးရဲ့လက်ချက်ပဲအမြဲတမ်းတော့မဟုတ်ဘူးလိုအပ်တဲ့အခါမောင်းတဲ့လူရောက်လာပြီးကော်တော့တာပဲဖြိုးတော့တာပဲတူးတော့တာပဲမလိုတဲ့အခါ3လ4လလောက်မလာပြန်ဘူးဘာပဲဖြစ်ဖြစ်ကိုကြောက်စီကပစ္စည်းတွေမပြောက်ပြက်အောင်စောင့်ရတယ်ဆက်ကြီးကတောထဲမှာနှစ်ပေါက်ရှိနေတတ်တော့သူကလည်းနှစ်ပေါက်နေနေရတော့တယ်ဒီတော့ထဲမှာကိုပဲသူနေရတာရှစ်နှစ်ပြည့်တော့မယ် ောက်ရိုးအညိဓာတ်တလုံးတင်ပြူးဟောင်းတစ်ချက်နဲ့မိဘကြောင့်ပစ္စည်းလေးအ ਨੇ ချင်းကလွဲရင်တဲထဲမှာဘာမှမရှိဘူးရန်ရကြီးလှုပ်ရှိတဲ့အခါသူဦးဆိုတဲ့စီလေးပါလေးလဲရတယ်ပတ်စံလေးပါလေးလဲရတယ်ကျန်တဲ့ချိန်တော့ကလေးတွေပြောသလိုလက်ကြီးပဲရတဲ့လားကလေးနဲ့စားရတာပဲတလားတလားရတဲ့လားကလေးဟာမနီမွေတန်းလျားကအိမ်ဆိုင်လေးကိုရပ်ဖို့ဆက်ရတာနဲ့ကုံနာပါပဲလာဆန်းရင်ပြန်ဆလာကုံရင်အကုံဆက်ဒီလိုနဲ့လဲပတ်နေတာပဲ ိမ်ဆိုင်လေးကလည်းအရက်ကောင်းကောင်းရောင်းတာမဟုတ်ဘူး။တာဇန်လို့ခေါ်တဲ့ကောင်းချင်းအရက်ခေါ်မလား၊ထညက်အရက်ခေါ်မလားအဲ့ဒါပဲရတာ။ဘာပဲဖြစ်ဖြစ်သူ့အတွက်တော့ညနေဆောင်းရင်သူ့တဲကလေးကနေနာယီဝက်မရှိတရှိလောက်ရှောက်လာ။တန်ရကန်းထဲကိုဝင်းတခွက်တစ်ပလားတောက်ပြီးရင်ပြန်။ဒါဟာသူနေ့စဉ်လုပ်နေကြပဲ။အရင်တုန်းကတော့ဒီရန်နေရာကြီးကိုလုံခြုံရေးမဆောင်ရငယ်တော့ကတော့ဘဝတော်တော်များများမှကျင်လည်ခဲ့တာထားပါတော့။ ခုဒီဘက်၈နှစ်လောက်ကတော့သူ့မှာမနဲ့ညဒီတန်းလားလေးကိုလာပြီးရက်တော့ပြီးရင်ပြန်မယ်တော်ရရတဲကလေးထဲမှာညဘက်ဒီဇယ်စီမီခွက်ကလေးနဲ့မှိတ်တုတ်မှိတ်တုတ်နေတော့တာပါပဲခတ်တာကရန်ရကြီးမလဲရတာကြာပြန်ပြီရန်ရမောင်းတဲ့လူကလည်းရန်ရမလဲရတော့မလာတော့ဘူးဒီတော့သူ့မှာတခြားဝင်ငွေလည်းမရှိဘူးအစားမမှန်မစားတာရောအရက်တွေထောင်းထောင်းတောက်တာရောကြောင့်သူလည်းတစတစပိန်ချုံးတဲ့ပိန်ချုံးလာတယ် ။သူပိန်ချုံလာတော့သူ့ရင်ဘက်ကငကားကြီးကလည်းပိန်ချုံလာတော့တာပေါ့။လက်တွေခြေတွေလည်းတုံးလာတယ်။မကြမကြလည်းအေးမိတယ်။အဆုတ်ကလည်းပွားခြင်းနဲ့ခြေနေဖြုတ်တွေကလည်းသီးနေအောင်ကြိုက်ထားတော့ရေပြားတွေမှာလည်းအနာပစုတ်တွေပွေးတွေဝဲဆိုတွေညှင်းကြီးွက်တွေနဲ့အပြည့်ပဲ။ရေဆိုတာကလည်းတူးထားတဲ့ဂျိုက်နေတဲ့အတင်းနေတဲ့မိုးရေကိုချွေးရင်ချိုးတောက်ရင်တောက်ပဲဒါပဲ။ဘဲကမှလည်းရေတန်းတန်းမရနိုင်ဘူး။အဲ့လိုနဲ့အဝရင်ရောင်ရန်ရရာကြီးရဲ့တဲကလေးတစ်လုံးရဲ့သူ့ရဲ့သူ့ရင်ဘက်ကငကားတစ်ကောင်ရဲ့ ခြေနေချိုင်းနေရဲတစ်တော်ညွညွရဲဖြာတစ်ချက်ရေဦးတစ်လုံးရဲတာဇန်ထဲတဲ့ပလင်းလို့လေးငါလုံးရဲကလွဲရင် သူ့မှာတွေ့တာစရာဘာတန်ရောစင်မှမရှိဘဲနေလာတာကိုကပြောခဲ့ပါပြီကော၈နှစ်လောက်ရှိပြီလို့ရေတမရွက်ကြမ်းကြမ်းတွေကြားကနှင်းစီဝင်နေရရောင်စုံပဲလှလိုက်တာလည်းမပြောနဲ့တော့အဝါလဲပါတယ်ပန်းသွေးနုနုလဲပါရဲ့ကြက်သွေးရောင်ဆူဆူဖတ်ဖတ်ကြီးတွေဆိုတာကလည်းမနှဲဘူးနှင်းစီရနံ့တွေကလည်းသူ့တဲလေးထဲမှာကျိုင်းလို့လှောက်လို့ ။လှကျင်တိုင်းလှနေတဲ့နှင်းစီပွင့်တွေကိုကိုကျောက်စီငေးတောင်ငေးနေမိတယ်။အပွင့်ရောင်စုံတွေကိုလည်းသူ့လက်ကျန်းကျန်းကြီးတွေနဲ့တယူတယောက်ပုတ်သက်ကြည့်နေမိသေးတယ်။ကိုကျောက်စီကသူ့ရဲ့ကရုံကရင်လက်တွေနဲ့နှင်းစီပွင့်ကလေးတွေကိုအသာအရာဆွဲနှုတ်တယ်။အဝါတွေကိုတတ်တတ်ဖဲတယ်။ဗတ်ရောင်ဖူးလေးတွေကိုသီးသန့်ထားတယ်။ကြက်သွေးရောင်နီးညွန့်ညွန့်အပွင့်ကြီးတွေကိုတော့များလုံးလို့နှီးစမြင်မြင်လေးတွေနဲ့အရင်စီးတယ်။ငါးပွင့်တစီလေးပွင့်တစီစီးတယ်ဖြစ်တင်တာကသကောလိုလင်မန်းလိုအချက်ကြီးထဲမှာစီးပြီးထည့်ရမှာ သူ့မှာသဘောမရှိဘူးဒီတော့တောင်းကပြောရွက်ကြီးတွေနဲ့တယောင်စီခွဲထုတ်တယ်ရင်းကြီးတက်နေတဲ့တောက်ရီအိုးကရေတစ်ခွက်ခတ်တယ်တဝက်ကိုတောက်တယ်တဝက်ကိုပန်းနေပေါ်ဖြန်းတယ်တဲပြင်ထွက်ပြီးအလင်းရောင်ကြည့်တယ်အချိန်ရှိသေးတယ်ရှိလာမှ၃နာရီခွဲပဲသူနှစ်နှစ်ချိုက်ချိုက်ပြုံးလိုက်တယ်ဒါဇန်နဲ့နဲ့တောက်လိုက်တယ်ပြီးမှတန်းရဘက်ကိုနှင်းစီဘက်နေပိုက်ပြီးထွက်လာခဲ့တယ်တသက်နဲ့တကူကိုကြောက်စီပန်းရောင်းတာမတွေ့ကြဘူးတဲ့တန်လျာလေးတဲကလူတွေက ကိုကျောက်စီပန်းရောင်းနေဆိုတော့ကိုထူဆန်းဖြစ်လို့ဘလို့ဖြစ်တာလဲဘာသဘောလဲဘလို့ရည်ရွယ်ချက်နဲ့ပန်းရောင်းဖြစ်သွားတာလဲအဲ့ဒါလို့တွေးကြတယ်။ကိုင်ပန်းတွေပြို့ခြံပန်းလက်လက်ဆက်ဆက်တွေနှင်းစီတွေတချို့ကလည်းရည်ကြတယ်တချို့ကလည်းသနာကြတယ်တချို့ကလည်းဒီကောင်လှုပ်လာရမီးတွက်ကြဟန်တူပါရဲ့ခက်တီတီပဲမဲချိန်နေတဲ့အသားအင်ကြီးမပါဖနက်မပါပစိုးတူတူအဲ့ဒီပစိုးကနှစ်ပေါက်ပစိုးပဲအဲ့ဒါနဲ့နှင်းစီပန်းရောင်စုံတွေကဘလို့မှဆက်ဆက်ကြီးလို့မရဘူးမဟုတ်လား တန်လျာကဟိုဘက်ထိတ်ကဒီဘက်ထိတ်ကိုတစ်ခေါက်ပဲရှောက်ရတယ်။နင်းစီဘန်းနေလူယူလိုက်တယ်လို့ကုံသွားတယ်။အဲ့ဒီဝဲကြတဲ့မိမတွေမှာသူလာတောက်နေကြတာဆန်ရောင်းတဲ့ဆိုင်ကမိမကိုတော့သူမရောက်ဘူး။အဲ့ဒီမိမကနင်းစီဘွားတစည်းကိုလာကင်တယ်။သူကအတင်းပြန်ယူလိုက်တယ်။ဘာမှတော့မပြောဘူး။အဲ့ဒီမိမကရှင့်ရဲ့ကျွေးနဲ့မနေမှာဘူးပတ်စံပေးမှာပါလို့ပြောတဲ့ကြားကကိုသူကမရောက်တာ။ခမရကိုတက်တက်လကားပေးပါမယ်။နောက်မှယူပါဗျာလို့ပဲပြောတယ်။အဲ့ဒီမိမလည်းစိတ်ဆိုးသွားတယ်နဲ့တူပါရဲ့ တောက်ကြီးတောက်ကျဲလို့တခွန်မပြောပြီးပြန်သွားတယ်ဒါပါပဲကျန်တဲ့မိမတွေအားလုံးကိုရောင်းလိုက်တာပါပဲဈေးထဲမှာတစည်းကို9ချက်8ချက်ပေးရမယ့်အစည်းတွေကို4ချက်5ချက်နဲ့ရောင်းတော့နေ့စီပန်းတွေအားလုံးဟာခဏလေးနဲ့ကုန်သွားတယ်ကိုကျောက်စီရဲ့စိတ်တွေလည်းလွတ်လပ်ပေါ်ပါသွားတယ်ဖွားကြီးကျောက်ကတော့လူကြီးမဟုတ်လားကိုကျောက်စီပန်းရောင်းနေဆိုတော့ဝမ်းသာလို့အားပေးတဲ့သဘောနဲ့တစည်းဝယ်တယ်ငါတူကျောက်စီလည်းမရောင်းစဘူးပန်းတွေပါရောင်းလို့ပါလားတာရုတော့တာရု ကိုတော်လေးဆက်ရမယ်မှန်တစည်းကိုဘလို့ရောင်းနှုံးလို့လဲပြောတယ်မယောင်းစဘူးဆိုတာအိဗယ်ရှိတယ်ကောင်းရောင်းကောင်းဝယ်လှုပ်ရှားနေပါရောလားလို့ပြောလိုက်တာလည်းဖြစ်တယ်သူတို့သိထားတဲ့ကြောက်စီကဘယ်တော့မှကောင်းရောင်းကောင်းဝယ်ရှိခဲ့တာမှမဟုတ်တာရက်မိုးလေးအောင်တောက်ပြီးရင်ဇရိုက်ကျန်းကျန်းနဲ့ရိုက်ဖို့နှက်ဖို့လောက်စဉ်းစားနေတယ်လူခိုးဖို့ဝတ်ဖို့ကြည်နေတယ်လူလိမ်မို့ညာဖို့တွတ်ဆနေတယ်လူမဟုတ်လားသူတဲနဲ့မနီမွေတော်ထဲမှာကိုချင်းကိုချောင်းရှောက်သွားနေတဲ့နွားတကောင်ရဲ့တင်မသားတွေကြီးပဲ ရဲနေနဲ့ခုတ်ယူရင်ယူလိုက်တဲ့လူမျိုးမဟုတ်လားတင်မဆောင်သားအီအီကြီးတွေပါမလာတဲ့နွားတွေဟာနဲတာမှမဟုတ်တာပိုင်ရှင်တွေကကိုကြောက်စီလက်ချက်မှန်းတိပါတယ်ခတ်တာကိုတိုင်းမမြင်ဘူးလေပြောလဲမပြောရကြဘူးနောက်လုံနေကြရှိသေးတယ်ဟိုဘက်ထိတ်ဒီဘက်ထိတ်ငုံရိုက်လေးကသရေတင်းတင်းဆွဲချီပြီးတော့ဒီကလေးတစ်ခုခံပြီးကျိုးနဲ့ခဝေးဝေးကိုဆွဲထားသရေကျိုးပက်လဲမှာစံစည်တွေကျဲထားစာကလေးတွေကအုပ်လိုက်ဝင်စားပြီဆိုမှကျိုးနဲ့ခရုတ်ကိုဖြုတ်လိုက်ရင် ။စာကလေး10កောင်လောက်ကတုံးလုံးပက်လက်ចံရစ်យោ។ဒါကိုចောက်စီအတွက်အမီးပဲ။အဲ့ဒီညနေဟာတာဆန်နဲ့စာကလေးခင်ညနေပဲ။ဒီအရင်ကလည်းပျံနောက်လိုက်ဆိုပြီးတရက်နှစ်ရက်ပျံလိုက်လို့ဘူးတဲ့။နောက်တနေ့မလိုက်ရတော့ဘူး။ပျံဆရာကောင်းဆောင်ရဲ့ညိုတကြီးကိုခုတ်တူနဲ့ခုတ်ပြစ်ခဲ့လို့တဲ့။ကိုကျောက်စီအတွက်တခုကောင်းတာကသူ့မိခင်ဌာနကသူ့ရှိနေတဲ့တဲကလေးနဲ့တော်တော်ကြီးဝေးတဲ့နေရာမှာရှိနေတာပဲ ။ဒီရန်နေရာကြီးနဲ့ကိုကျောက်စီရှိနေတဲ့နေရာကိုတော်ယုံတန်ယုံတာဝန်ရှိသူကလည်းရောက်လာလိမ့်မရှိဘူး။ရန်နေရာကြီးကပစ္စည်းမပြောက်သေးရကိုကျောက်စီဟာရန်နေရာနဲ့အတူရှိသလားမရှိသလားဂယုတစိုက်စောင့်ကြည့်သလားမစောင့်ကြည့်ဘူးလားလဲသိစစ်ဆေးလိမ့်မရှိဘူး။ဒီတော့သူစိတ်ကူးတက်ရလှုပ်လိမ့်ရှိတယ်။ရန်နေရာကြီးကိုပြစ်ထားပြီးသွားကြင်အောင်သွားနေတာပဲလှုပ်ချင်တဲ့လှုပ်ထွက်လှုပ်နေတာပဲ။လောက်တိုင်းလဲဇက်သိမ်းရမကောင်းဘူးပြဿနာနဲ့ဆုံးတာကြီးပဲ။ တော်ရုံတော်ရုံလဲကိုကျက်စီရဲ့ပုံပန်းတရံနဲ့သူ့ရင်ဘက်ကနဂါးကြီးကိုကြောက်လို့မပြောဖြစ်ကြပါဘူးနောက်တစ်ခါမဆက်ဆန်တာပဲရှိတယ်သူကတော့စုံနေမိမပြတ်တချို့ကိုဆက်သွယ်ပေးတဲ့အလုပ်လဲလုပ်တယ်ဝတ်သေးအိမ်နဲ့တာဆန်သေးပေးတဲ့အလုပ်လဲလုပ်တယ်အငားဝတ်ပေါ်နွားပေါ်ကိုရဲရင်တလဲနဲ့အသင့်ဆောင်နေတတ်တာလည်းရှိတယ်ခတ်တီတီနဲ့မိုက်ကြီးခွဲတတ်တာလည်းရှိတယ်တာဇန်ဆိုင်လေးမှာခွက်တလုံးနဲ့လဲတောင်းပြီးသူများတောက်စားနေတဲ့ထဲကဇိုးကနေဇက်ကနေနှိုက်စားလိုက်တာလည်းရှိတယ် တန်ရတဲ့ကလူတွေသိတဲ့ကိုကြောက်စီကအဲ့လိုကိုကြောက်စီကိုအခုပန်းရောင်းနေဆိုတော့နားမလည်နိုင်ကြဘူး။ဘာပဲဖြစ်ဖြစ်ပန်းရောင်းတာကောင်းတဲ့လို့နူးညံ့ပျော်ပြောင်းတဲ့သဘောပဲ။ကိုကြောက်စီဒီလိုနီးနဲ့သူ့ဘဝကိုပြုပြင်လာတယ်ဆိုရင်ပြီးတာပဲ။လူဆိုတာမှားတော့ကမှားခဲ့တာပဲ။ကောင်းလာပြီဆိုတော့လည်းဘာပြောစရာရှိလဲခွန်းလွန်လိုက်ကြရတာပဲမဟုတ်လား။အဲ့ဒီညနေကကိုကြောက်စီအဖွားကြီးကိုပန်းတစည်းပူပေးတယ်။ဖွားကြီးကိုမူးမူးနဲ့ထိုင်လဲကြောလိုက်သေးတယ်။ သူ့အတွက်ပါပန်းကပ်ပေးပါဆိုပြီးတစည်းသက်သက်ပေးလိုက်သေးတာအဖွားကြီးဆိုတာတာရူချင်းမိုးမွန်သွားတာပဲကိုကျောက်စီပြန်လာတော့လက်ထဲမှာငွေ40ကျော်ကျော်ပါလာတယ်တာဇန်ရောင်းတဲ့အင်္ဂလိပ်စီသွားတယ်တာဇန်ရောင်းတဲ့မိန်းမကသူ့ကိုပန်းမရောင်းလို့မကြေနပ်ပင်မဲ့လက်ငင်းပေးတော့တော့ရောင်းတာပါပဲတပိုင်းတော့တယ်တပိုင်းကိုပလင်းငါထည့်လာပြီးယူလာခဲ့တယ်သူ့တဲကလေးရောက်တော့ထတ်တော့တယ်ဦးလဲမြူးနေတယ်ပျော်လဲပျော်တယ် အဲ့ဒီညကိုကျောက်စီနစ်နစ်ချက်ချက်ကြီးအိပ်ပျော်သွားတယ်။ခြေနေဖြုတ်တွေတကလုံးသီးနေတဲ့ကြားအိမ်မက်တွေတောင်မတ်လိုက်သေးတယ်။နောက်တရက်မှာတော့နစ်စီပန်းတွေမဟုတ်ပြန်ဘူး။ပန်းတော့ပန်းမယ်။ကန္နမာတွေရောင်စုံလည်းမဟုတ်ဘူးဖြူကြီးတန်တက်။ကန္နမာဖြူခွင့်တွေဟာအပွင့်ထွားထွားကြီးတွေပါ။လှနေတာပါပဲ။ကန္နမာပွင့်တွေကိုလည်းတောငပြောပန်းနဲ့သေးသေးသက်သက်ထုတ်တယ်။ရေဖြန်းတယ်။တန်ရဘက်ကိုထွက်ရောက်နေ။ဟောကိုကျောက်စီကြီးနစ်စီပန်းမရတော့ဘူးလား။ အင်းကနေ့ကနမပဲရလို့ကောင်းလိုက်တာကနမတွေယူပါအောင် နေပါအောင်ဘယ်ရယူရောင်းတာလဲခြံကတငယ်ကြီးခြံအဝေးပါဗျာမတက်နိုင်ဘူးဗျာတနေ့20ကျန်းကျန်အစိတ်ကျန်းကျန်လှုပ်ရတော့တာပဲကောင်းတော့ဗောဒီအစည်းကြီးကဘလို့ရောင်းတော့ငါးချက်နဲ့ယူဒီလိုနဲ့ကန္နမာတွေလည်းကုံသွားတာပဲအဲ့ဒီနေရာကိုကြောက်စီမြမြက်ကလေးရတယ်90ကျော်ကျော်ရတယ်ဒီကနေ့တန်းရမိမဆိုင်မှာသွားမတော့တော့ဘူးကိုမောင်ကွန်ဘီးဆိုင်သွားတယ် ဘဲကျန်းတုပ်လေးနဲ့ဘီးတမိုင်းနဲ့ထိုင်နေလိုက်တာညနေ6နာရီကတ်နေပြီဆိုတော့မှထတယ်။အဲ့ဒီညကဘီးတောက်လာပေမဲ့တဲကိုရောက်တော့တာဇန်နဲ့ပိတ်တယ်။တော်တော်လေးမူးတော့မှရက်တယ်။သူ့မျက်နှာကြီးဟာအဲ့ဒီညကတော်တော်ကြောက်เสียကောင်းနေတယ်။ရက်မှုနေတဲ့ဘလူးတကောင်နဲ့လည်းတူတယ်။အဲ့ဒီညကတဲအပြင်မှာထိုင်နေရင်ကပန်းရောင်းရတဲ့ငွေကိုရီးတယ်။တဲခေါင်မိုးမှာပတ်စံခေါက်ကိုညှက်တယ်။ဘာစိတ်ကူးပေါက်လို့လည်းမသိဘူးကိုကြောက်စီတဲရှိကကွင်းပြင်ကိုကြည်ရင်ရီးတယ်။ အယပယကိုရီးတယ်။တောတွေတောင်ကမူတွေဂျိုင်ဝန်းတွေချားမှာအဲ့ဒီညကိုကျောက်စီရဲ့ရီးတဲ့ဟာကြောက်ကြားစရာကောင်းနေတယ်။ကိုကျောက်စီရဲ့ဝမ်းမိုက်ပေါ်ကငကားကြီးဟာလည်းအဲ့ဒီညကမန်းဆွဲတဖွေးဖွေးနဲ့တော်လွတ်လုံးနဲ့ထိလိုက်ရင်ပေါက်လိုက်မဲ့အဆွဲတွေနဲ့ညဆောင်တစ်ချက်ထိုးလိုက်ရင်ပြာဖြစ်သွားလောက်တဲ့မျက်လုံးတွေနဲ့နောက်နေ့တွေနောက်နေ့တွေမှာလည်းကိုကျောက်စီပန်းရောင်းထွက်တာပါပဲ။ညနေတိုင်းတောင်းကပြော့ရော့ကလေးနဲ့စီးလာတဲ့အစီးထဲမှာပန်းနေတာပြောင်းသွားတယ်။ပန်းတွေကတော့ပါရာကြီးပဲ။ တခါတခါတော့လဲပန်းပြက်သွားတာလဲပါတယ်မလားဖြစ်ဘူးတခါတခါလဲဇက်တိုက်ရောင်းပြစ်နေပြန်ရောပန်းရရင်ရတယ်လို့ဆိုပါတော့ပန်းတွေကတော့မျိုးမျိုးပေါ့လေတခါတခါနင်းစီတခါတခါဂန္ဓမာတခါတခါဖျောင်းမန်းရိုးတန်ရှေးအနီးအဖြူတခါတခါဟော်လန်ဒေးစီတခါတခါအာဖရိကန်ဒေးစီပထမတော့ကိုကျောက်စီပန်းလာမရောင်းတဲ့နှစ်ရက်လောက်ကိုတန်ရစုကလူတွေကသတိမထားမိကြဘူးပန်းမရတဲ့နေ့တွေမှာကိုကျောက်စီလာလေးမှမရှိတာဘူး ကိုကျောက်စီတောက်နေကြတာဇန်ဆိုင်ကလေးကိုလည်းနှစ်ရက်လောက်မရောက်ဖြစ်ဘူး။ဒါလည်းမောင်ကွန်းဆိုင်ဘက်လှည့်နေတာဖြစ်မှာပဲလို့တွက်လို့ရနိုင်တာကိုကိုကျောက်စီနှစ်ရက်လောက်ပန်းလာမရောက်တာဟာဘာမှလဲထူးဆန်းတာမဟုတ်ဘူး။ဒါပေမဲ့မဟုတ်ဘူး။အဲ့ဒီညမှာပဲ၆ချောင်းဝယ်တဲ့င်းတစ်ခုကတန်ရခန်းကလေးတွေစီကိုရောက်လာတယ်။ကိုကျောက်စီကသူ့တဲကလေးမှာသေနေတာနှစ်ရက်ရှိပြီဆိုတဲ့အကြောင်းပဲ။တိုက်တိုက်ဆိုင်ဆိုင်ရန်ရည်ကြီးဆက်နိုးဖို့ရောက်လာတဲ့အော်ပရေတာကအလောင်းကိုစတွေ့တာလို့လဲဆိုတယ်။ မြေကိုရန်နေရကြီးကိုစက်နှုံးမှုများမရှိရင်ကိုကျောက်စီရဲ့ရုပ်အလောင်းဟာဘလောက်အထိလူမသိသူမသိရှိနေမလဲတောင်မသိနိုင်ဘူးဒီသတင်းကိုကြားကစားတန်းလာကလူတွေဟာငြိမ်သက်သွားကြတယ်အင်ကြီးမပါဘာမပါနဲ့မိုးလေးတဖြောက်ဖြောက်ကြားမှာပစိုးချမ်းလေးခြုံပြီးတင်းတင်းတောင်းတောင်းတည်နေတဲ့ကိုကျောက်စီကိုလည်းတွားကြည့်ကြဖို့ဆိုင်းပြင်းကြတယ်ကိုကျောက်စီရဲ့မိခင်ဌာနကတာဝန်ရှိတဲ့သူတွေလည်းရောက်နေတယ်ဝမ်းမကြီးဟာကြောက်ပြင်းတစ်ချက်လိုမာကျောစူထွက်နေတဲ့ကိုကျောက်စီရဲ့ရုပ်အလောင်းကိုလည်းတည်ဆောင်သွားကြတယ် တန်ရကလူတော်တော်များများဟာကိုကျောက်စီရဲ့တဲကလေးရှိရာရောက်နေကြချိန်မှာတော့အလောင်းမရှိတော့ဘူး။ဒါပေမဲ့လူတော်တော်များများရဲ့မျက်လုံးတွေဟာကိုကျောက်စီရဲ့တဲကလေးနဲ့ပတ်ဝန်းကျင်ကိုအကဲခတ်မိသွားကြတယ်။ဘာမှတော့မဟုတ်ပါဘူးပန်းကျောက်တွေနေ့စီပန်းကျောက်တွေဂန္ဓမာပန်းကျောက်တွေဟော်လန်ဒီစီပန်းကျောက်တွေဒီလီယာပန်းကျောက်တွေအင်မတန်များပြားတဲ့ရေတမာရွက်ခြောက်တွေလွမ်းသူပန်းခွေလှုပ်တဲ့ဝါးစာအဟောင်းတွေချိန်ခွေတွေနှီးစာတွေစက်ကူရောင်စုံစာတွေဖဲပြားအနက်စာတွေ အဲ့ဒီမှာလူတွေဟာကိုယ်ခန့်ကိုယ်လေးရဲ့ပြင်းထန်တဲ့အဟုန်မျိုးနဲ့ပြန်လာကြတယ်။ဖះဆင်မောကပန်းတွေနတ်ဆင်မောကပန်းတွေကိုဆွဲချကြတယ်။ဖះဆင်နတ်ဆင်တွေကိုရေဆေးကြတယ်၊အမွှေးနှံသာတွေပတ်ကြတယ်။တောင်းမှန်တိုးရိုးကြတယ်၊ကြော်ပွဲတွေထိုးကြတယ်။ရေဦးစင်တွေနှအုံးသီးတွေလဲကြတယ်။တချို့မိန်းမတွေကဒေါသအမျက်ချောင်းချောင်းထွက်ကြတယ်။တချို့မိန်းမတွေကနတ်သဖြူကရမတ်သွေးရင်ပါးစပ်ကတွွတ်တွွတ်ရွတ်ကြတယ်။အဲ့ဒီညနေကတန်လျာလေးမှာစူညံပွက်ထထားတာအမှန်ပဲ။ ကိုကျောက်စီပန်းမယောင်းလို့မဝယ်ဖြစ်တဲ့တာဆန်ရောင်းတဲ့မိမကလွဲလို့ကျန်တဲ့မိမတွေဟာကြက်သီးမွေးညင်းထကုန်ကြတယ်။တာဆန်ရောင်းတဲ့မိမကသူ့စီမအရက်ကျွေးတောင်းနိုင်ဖို့အတွက်မတတ်တဲ့ပန်းတွေကိုမယောင်းနဲ့ကျေးဇူးသိသွားရှာတဲ့ကိုကျောက်စီရဲ့စေတနာကိုအခုမှသဘောပေါက်သွားတယ်။ကျန်တဲ့မိမတွေအားလုံးကတော့ဆော့ဆော့ကများသိရင်ကိုကျောက်စီရဲ့အလောင်းကိုတောင်တစားစီစုပ်ဖြဲပြစ်ကြတော့မလားမှတ်ရအောင်ဒေါသတွေဖြစ်နေကြတယ်။အဲ့ဒီအကြောင်းကိုရဲတော်တော်ကြတဲ့အထိတချို့ကကြေကြေကွဲကွဲပြောကြတယ်။ ။တန်ရကလေးရလူတွေရာဒီဖြစ်ရက်ကိုမမေ့နိုင်ကြဘူး။လူဆိုတာလဲခက်သားပဲ။ဘလောက်ပဲကြာကြာကောင်းတဲ့လူတွေကိုလည်းအောက်မေ့သတိရနေတတ်တယ်။ကောက်ချစ်ဆင်းလဲတဲ့လူတွေကိုလည်းအောက်မေ့သတိရနေတတ်တယ်မဟုတ်လား။တန်ရကလူတွေကတော့ကိုကြောက်စီကိုသတိရနေကြတော့မှာပဲ။ဆရာနေဝဲမြင့်ရဲ့မြေခွေးဆိုတဲ့လရွေးစင်ဝတ္ထုလေးကတော့ဒီမှာပဲဆုံးသက်ပါပြီ။ဒီလိုစိတ်လှုပ်ရှားစရာရက်သားစာပေများအောင်နားဆင်နေနေဆိုရင်တော့ Reader Joe က channel ကိုဝင် join ကြဖို့မမေ့နဲ့နော်။